ားလုံးပဲမင်္ဂလာနံနက်ခင်းလေးပါခင်ဗျာဆိုတော့ဇွန်လ10ရက်နေ့ရဲ့မနက်ခင်း transfer new လေးတခုကိုပြောပြပေးကြပါတယ်ဒါကတော့ Garnacho ရဲ့ transfer new လေးပဲဖြစ်ပါတယ်အဲဆိုတော့အလုံးတိကျတဲ့အချိန်မှာ Manchester United အသင်းကတော့အာလက်ရှိပေါ့နော်ဒါတို့ရသည်အပြောင်းရွှေ့ဈေးကွက်မှာဆိုလို့ရှိရင်တော့အသင်းရဲ့ကစားသမားတော်တော်များများကိုရောင်းချဖို့စီစဉ်ထားတာမျိုးလေးရှိတယ်ဒီထဲမှာဆိုလို့ရှိရင်တော့ Garnacho ကလည်း အပါဝင်ဖြစ်နေတယ်။လက်ရှိမှာတော့ဒါညာက Fabrizio Romano ရဲ့ confirm လုပ်ပေးချက်အရဆိုလို့ရှိရင်တော့ Manchester United အသင်းဘက်ကလည်းခနာချိုကိုလက်ရှိနေရာဒီအပြောင်းရွှေ့စီခွာမှာအသင်းရနေပြီးတော့ရောင်းချဖို့ဒါစီစဉ်ထားတာမျိုးလေးရှိသလိုခနာချိုဘက်ကလည်းလက်ရှိမှာအသင်းကနေထွက်ခွာဖို့အတူတူ decision ချလိုက်တယ်ဆိုပြီးတော့ဒါ Romano ကတော့ transfer update news လေးအဖြစ် report လုပ်လာတာမျိုးလေးရှိပါတယ်။ အဲ့ဆိုတော့ကနာချူကိုဘယ်တင်းနေစိတ်ဝင်စားနေလဲဆိုတာကတော့ပုံပြီးစိတ်ဝင်စားဖို့ကောင်းတယ်ဒီထဲမှာမှပေါ့နော်ဒါကနာချူကိုခေါ်ယူခြင်းနေတဲ့အတင်းတွေထဲမှာပရီးမီးယားလိဂ်ကလပ်အတင်းကြီး၃တင်းပါနေတယ်အဓိကရေးပန်းစားနေတာကတော့ဒါ Chelsea အတင်းပါနေတယ်ကနာချူကိုတိုင်းကလည်းပြီးခဲ့တဲ့ရက်ပိုင်းတုန်းကဒါရူမာတွေတက်ခဲ့တယ်ချက်စီးတင်းကိုပြောင်းရွှေ့ခြင်းနဲ့ဆန္ဒမျိုးလေးရှိရဲဆိုပြီးတော့တည်နေတက်နေတာမျိုးရှိတယ်ချက်စီးတင်းကလည်းဒါမန်ချက်စတာယူနိုက်တက်အတင်းကစားမှဖြစ်တယ်ပေါ့နော်ဒါဆန်ချိုကိုသူ့အနေနဲ့လာမယ့်ရာသီမှာအပိတ်သက်မခေါ်တော့ဘူးဆိုတဲ့ခါကျတော့ဆန်ချိုရဲ့နေရာမှာ ဒါကနာချူကိုခေါ်ယူဖို့တော့စိတ်ဝင်စားနေတာမျိုးလေးတော့ရှိတယ်ဒါပေမဲ့ officially Manchester United အသင်းကကနာချူတို့ကကမ်းလှမ်းထားတာမျိုးမရှိဘူးအဲဒါပြိုင်နက်ထဲမှာပဲဒါ Premier League ကလပ်အသင်းကြီးတွေဖြစ်တဲ့ဒါ Newcastle တို့ပြီးရင် Tottenham Hotspur အသင်းတို့ကလည်းကနာချူကိုစိတ်ဝင်စားနေတယ်ဆိုတော့ rumor ကောလာဟလာကြီးတက်နေတာမျိုးရှိတယ်အဲဒါပေမဲ့လက်ရှိမှာ rumor တွေပေါ်ပြချက်အရာဆိုလို့ရှိရင်တော့ကနာချူကိုခေါ်ယူဖို့အခြေအနေကောင်းနေတာကတော့ဒါ Liverpool အသင်းဖြစ်တယ်လို့သိရပါတယ်ဆိုတော့ Liverpool အသင်းကလည်း အာလာမိတာဒီမှာဆိုလို့ရှိရင်တော့ဒါမန်ချက်စတာယူနိုက်တက်အသင်းကြီးပြဟောင်းအရစ်တန်ဟတ်ကိုခေါ်ယူထားတယ်ဆိုတော့အရစ်တန်ဟတ်ကလေယူနိုက်တက်ကနေထွက်ခွာမယ်သူ့ရဲ့တပည့်ဟောင်းဖြစ်တဲ့ဂါနာချိုကိုလီဗာပူးစင်အသင်းကိုခေါ်ယူဖို့တော့စိတ်ဝင်စားနေပြီးတော့နှစ်သင်းကြားမှာဆွေးနွေးမှုလေးတွေလုပ်နေတယ်ဆိုတဲ့သတင်းတွေကလည်းတက်လာတာမျိုးရှိပါတယ်သို့တော်များလည်းဒါမန်ချက်စတာယူနိုက်တက်အသင်းရဲ့တောင်းဆိုထားတဲ့ဂါနာချိုရဲ့ပြောင်းရွှေ့ကြီးကနေလီမြင်မာနေတာဖြစ်တဲ့အတွက်ကိုလီဗာပူးစင်အသင်းအတွက်ကလည်းဟန်တာဖြစ်နေလို့တော့သိရပါတယ်ဆိုတော့ဂါနာချိုကိုပြီးခဲ့တဲ့ဒါဆောင်းရ ံဒီတုန်းကလေနာပိုလီအသင်းကမန်ချက်စတာယူနိုက်တက်အသင်းထံကိုအာဒါယူရိုတန်40ဝန်းကျင်ခန့်နဲ့ကမ်းလှမ်းတယ်ဒါပေမဲ့မန်ချက်စတာယူနိုက်တက်အသင်းကတော့ပယ်ချခဲ့တာမျိုးရှိလက်ရှိမှာဆိုလို့ရှိရင်လေမန်ချက်စတာယူနိုက်တက်အသင်းဘက်ကတော့ဂါနာချူရဲ့ပြောင်းရွှေ့ကြီးအတော့ပေါင်တန်း60လောက်ထိအလိုရှိနေတယ်လို့တော့သိရပါတယ်ဆိုတော့လီဗာကူဆင်အသင်းဘက်ကတော့ပေါင်တန်း90ဝန်းကျင်လောက်ဆိုလို့ရှိရင်တော့ကမ်းလှမ်းတာလာနိုင်ပေါ်တော့ရှိတယ်ဆိုတော့နှစ်တင်းကြတဲ့မှာတော့ဆွေးနွေးမှုတွေတွားနေတယ်ဟိုလီဗာကူဆင်တင်းရလိုက်တာအလုံးသိကြတဲ့အတိုင်းပဲဖလော်ရီယန်ဖတ်သူတို့တင်းရဲ့ဆောင်မှာဖလော်ရီယန်ဖတ်က အာကျွန်တော်လီဗာပူးအသင်းကိုပြောင်းရွှေ့ဖို့အတွက်တော်တော်လေးနှီးစက်နေတဲ့အနေအထားမှာ Florian Vass ရဲ့နေရာမှာကနာချူကိုခေါ်ယူခြင်းနေတာမျိုးရှိတယ်ပြီးတော့ကျွန်တော်ရှေ့ရပြောလို့နီပြတ်တဟအနေနဲ့ကလည်းသူတပည့်ကိုအသင်းထံခေါ်ယူခြင်းနေတာမျိုးရှိတယ်တိုးတော်လေး United ကတော့ Euro 60ဒါပေမဲ့ပေါင်65သန်းဝန်းကျင်လောက်ရရှိတော့မှဒါလက်လွတ်နိုင်ဖို့ရှိတယ်အာဆိုတော့လီဗာပူးစင်အသင်းအနေနဲ့ကလည်းပြောမယ်ဆိုကနာချူကိုခေါ်မယ်ဆိုရင်တော့ခေါ်လို့ရပါတယ်ဒါလီဗာပူးအသင်းထံကနေပြီးတော့ Florian Vass အတွက် ပြောင်းရွှေ့ခြင်းယူရို113သန်းဝင်းကျင်လောက်ရမယ်အနေထားဆိုတော့ကနာချိုအတွက်ပြန်သုံးလို့တော့ရတယ်ဆိုတော့ကနာချိုဘက်ကအသိအပြောင်းမှုတော့ပေါ့နော် decision ကိုပဲအာစောင့်ကြည့်ရမယ်ဆိုပြီးတော့ရိုမန်နိုကဖော်ပြလာတာမျိုးရှိတယ်ကျွန်တော်ရှေ့ကပြောခဲ့လို့ကနာချူကတော့ဒါပရီးမီးယားလိမာပဲအာဆက်ပြီးတော့နေသွားမလားသူ့စိတ်ဝင်စားနေလေဒါအသင်းတွေဖြစ်တဲ့ Chelsea အသင်းတို့အာ Spa တို့တခြားသော Newcastle အသင်းတို့ကိုပဲရွေးချယ်သွားမလားဒါမှမဟုတ်လို့ရှိရင်ဒါနီးပြအာ ဟောင်းကြီးပေါ့နော်ဂိုင်တွင်လေးရဲ့လီဗာပူးစင်အသင်းကိုပဲပြောင်းရွှေ့သွားမလားစိတ်ဝင်စားဖို့တော့ကောင်းနေပါတယ်ဆိုတော့ကနာချိုအနေနဲ့ဒါ United ကထွက်ခွာဖို့အတွက်ပေါ့နော်စုံပြချက်ချလာတာဖြစ်တဲ့တော့ကိုလာမင်းနွေရဒီအပြောင်းရွှေ့စီကိုစဖွင့်တာနဲ့ဒါဘေးသင်းရတရားဝင်ကမ်းလှမ်းလာမလဲအဲဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ်တစ်ဆက်တည်းမှာပဲဒီ United ဘက်ကပေါ့နော်ကနာချိုကိုလက်လွတ်ဖို့အတွက်ဒီနေ့မှာစုံပြချက်ချရတယ်ဆိုတော့ကလည်းသူတို့အသင်းကဒါ United အတင်းကိုပေါ့နော်တိုက်စစ်ပိုင်းမှာဒါကုညာတို့ brand and bimo ကလည်းရောက်ရှိဖို့နှိစက်နေတဲ့အနေအထားကြောင့်အာဒါ united ဘက်ကလည်းခနာချူကိုရောင်းချဖို့ဆုံးဖြတ်ခဲ့တယ်လို့တော့သိရပါတယ်ဆိုတော့ဘာလို့ဆက်ဖြစ်လာမလဲအမြင်လေးကိုမပေါ့စ်မှာမြတ်ပြီးတော့ပြေးကြပါဦးကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ